JK Sophia ရဲ့အဖြေတွေကိုသဘောမချလို့နှစ်ချီအုံနောက်အလှမယ်ဆိုပြီးဝေဖန်လိုက်တဲ့ Levi ဆက်နိုင်ထံပရိသတ်များလုံးမဲ့မင်္ဂလာပေါင်းဘင်းအောင် page လေးကနေကြည့်ဆိုလိုက်ပါတယ် social media မှာနာမည်ချင်းနေတဲ့ America ပြန် Levi ဆက်နိုင်ထံဆိုတဲ့ချင်းအမျိုးသမီးက America ကသတင်းတွေကိုဘာသာပြန်ပြီးမျှဝေပေးနေသူဖြစ်ပါတယ်မြန်မာလူမျိုးရဲ့အပေါ်ဘလောက်စေတနာထားကြောင်းမကြာခဏပြောတတ်တဲ့ Levi က American ရောက်မြန်မာရဲ့ငွေကိုလိမ်လည်ခဲ့ကြောင်းပေါ်လွင်သွားတာကြောင့်နင်နာကြီးရဲ့အဖြစ်ဒေါ်လာ3.2တန်းကျော်ဒဏ်ကြေးပေးဆောင်ဖို့တရားရုံးကအမိန့်ချခံခဲ့ရတဲ့သူလည်းဖြစ်ပါတ ယ်။ဒီလိုရှက်စရာကိစ္စတွေရှိခဲ့ပေမဲ့လည်း Levy စနိုင်ထံကတော့အယူခံဝင်ခဲ့ပြီးကိုကိုကအမြဲမှန်သူအဖြစ်ပဲထင်ခဲ့တာပါ။လက်ရှိမှာ JK Sophia က Miss Grand မြန်မာကိုရှင်ပြိုင်နေပြီဖြစ်က Levy စနိုင်ထံက JK ကိုပညာမတတ်တဲ့နှချီအုံနောက်အဖြစ်ကဲ့ရစ်လို့ပွဲဖြစ်နေတာပါ။ နဘွက်ကမြန်မာနိုင်ငံမှာဖြစ်နေတဲ့အရေးကိစ္စတွေကိုဘလို့နည်းနဲ့ဖြေရှင်းလို့ရနိုင်မလဲဆိုတာကိုမေးခဲ့ပါတယ်။ဒီမေးခွန်းကတော့မဖြေတတ်ရင်လူမုံများစင်မဲ့မေးခွန်းဖြစ်ပြီး JK အထွတ်ထောင်ချောက်တစ်ခုလိုလည်းဖြစ်နေတာပါ။ JK ကတိုင်းရင်သူတယောက်ဖြစ်လို့သူ့ရဲ့အမြင်တွေကိုဗတ်မလိုက်ဖဲပြောပြခဲ့ပါတယ်။အခုဖြစ်နေတဲ့ပြဿနာတွေကနားမလည်မှုတွေအထင်လွဲမှုတွေကြောင့်ဖြစ်နေပြီးမြစ်တာသာရှင်အရာလုံးကိုဖျက်ချနိုင်တယ်လို့ဆိုပါတယ်။တစ်ဖက်ကကြည့်ရင်တော့၆လို့မြင်နိုင်ပေမဲ့နောက်တစ်ဖက်မှာတော့၉လို့မြင်နေရပြီးအမြင်ချင်းမတူတာကိုညှိယူတင်ကြောင်ပြောသွားခဲ့ပါတယ်။မြစ်တာထားပြီးဖြေရှင်းတာက မြန်မာနိုင်ငံအတွင်းကကိစ္စတွေအတွက်သာမကပဲအခြားနိုင်ငံကပြဿနာတွေကိုလည်းဒီနည်းနဲ့ပဲဖြေရှင်းနိုင်မယ်လို့လက်ခံထားကြတာပါဒီအဖြေကိုတော့အလုံးကလက်ခံကြပေမဲ့လဗီဆက်နိုင်ထံကတော့လက်မခံနိုင်ခဲ့ဘူးရှင်ပြည်ရင်းမှာဖြစ်နေတဲ့ပြဿနာတွေက JK ပြောသလိုမဟုတ်နေလို့အမြင်မတူညီတာမဟုတ်ကြောင်းခြိပနေပါတယ် JK ကသူ့အတွက်လည်းပြန်ကြည့်ရသလိုဘသူကမှမထိခိုက်စေဖို့အတွက်မေတ္တာတရားကိုထားသင့်ပြီးအချင်းချင်းနားလည်မှုယူသင့်တာကိုပြောသွားခဲ့တာပါဒီပြိုင်ပွဲမှာမေးတဲ့မေးခွန်းတွေကအချိန်ခဏအတွင်းမှာစဉ်းစားပြီးဖြေရတာဖြစ်ကညာရင်ညာသွေးကိုလည်းစစ်စစ် တာပါဒါပေမဲ့ levy ဆက်နိုင်ထိုင်ကတော့ဒီအဖြစ်ကိုသဘောမကျဘဲပညာမတက်လို့ဒီအဖြစ်ကိုဖြေရလို့တာမြင်သွားခဲ့ပါတယ် JK ကိုပညာရေးချင်းမတတ်မှတ်ဖဲတောပြိုင်ခိုင်းတော်လာလို့မေကွန်ထုတ်ထားခဲ့ပြီးမစင်းစားဘဲဖြေလို့နှချီအောင်နောက်လှမယ်ဆိုပြီးပြောခဲ့တဲ့သူပါသူလိုချင်တဲ့အဖြစ်ကိုမရလို့ levy ဆက်နိုင်ထိုင်က JK ကိုအမုန်းကြီးမုန်းနေကသူ့အမြင်တွေကိုအမနာတမ်းပြောချလိုက်ပါတယ်နေရာတကာပါလိရှိတဲ့ levy ဆက်နိုင်ထိုင်က JK ကိုဒီလိုပြောလို့ JK ရဲ့ပြည်သက်တွေကလည်းဒေါသထွက်နေကြတာပါ ိုရိုင်းကတော့မြမအချင်းချင်းကိုလှည့်စားလို့တရားစွဲခံထားရပေမဲ့လေ JK လိုနိုင်ငံကုံဆောင်အလှမဲ့ကိုတော့ မိနစ်နှစ်နာမပြောတင်ကြောင်းပြန်လည်ဆုံးမနေကြတာပေါ့ JK ကကချင်နဲ့ရှမ်းတိုင်းရင်သူဖြစ်ပြီးပြည်ရင်းမှာဖြစ်နေတဲ့အဖြစ်အပျက်တွေကိုလက်တွေ့မြင်နေရတာပေါ့စိတ်တဘောထကြကြပြပြန်ထိုင်ရမယ်ကိစ္စမှာ JK ပြောတဲ့အမြင်မတူညီမှုတွေကတကယ်ဖြစ်နေတာကို Lavie ဆန်နိုင်ထိုင်ကသူ့အပြောတွေနဲ့ပဲဖော်ပြသွားခဲ့ပါတယ်လွန်ခဲ့တဲ့နှစ်ကအလှမယ်တွေကမြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ကိစ္စတွေကိုပြန်ပွဲတွေမှာထုတ်ပြောလို့မရှိကြပဲအခြားနည်းတွေကိုပဲတုံးကြပါတယ် JK ကတော့ကြုံလာတဲ့မိကုန်းတွေကိုရှောင်ပြီးတော့လည်းမသွားခဲ့သလိုသူ့အတွက်မထိခိုက်စေမဲ့နီလန်းနဲ့ဖြေလို့ချီးကျူးနေခဲ့ကြတာပေါ့ JK ရဲ့ပြည်သက်တွေကလည်းအင်အားများပြီး Levy စနိုင်ထန်းရဲ့အခြေတင်စကားများနေကြတဲ့ရှင် JK က Levy စနိုင်ထန်းပြောသလိုမဟုတ်ကြောင်းညင်ကြပေမဲ့အမေရိကကပြန်လာတာကြောင့်နေရာတကာမှာတော့သူပဲအမှန်လို့ထင်နေခဲ့ပါတယ်စ조사နေတဲ့ JK ကိုအမပေးတဲ့အပြင်နွားချီအောင်နောက်အလှမယ်ဆိုပြီးတော့တာသမီချင်းမစာမနာပြောခဲ့တဲ့ Levy စနိုက်ထန်းအပေါ်ဘလို့ထင်မြင်မိလဲဆိုတာပြပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ် Celebrity Celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါဦးနော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ